ဟင်ဒီနေ့စက်တင်ဘာ30ရက်နေ့စက်တင်ဘာလတလလုံးရဲ့နောက်ဆုံးရက်ဖြစ်တယ်လို့ကြောင်မဲမျိုးရဲ့လက်ရကန်းကိုရောက်ရှိနေပြီဖြစ်တဲ့အတွက်ဒီနေ့စက်တင်ဘာ30ရက်နေ့မှာပဲတမရော်ရဲ့တိုက်ခိုက်ရေးတပ်ကြီးတွေပြမစစ်ကြောင်းကြီးတွေကကြောင်မဲမျိုးတွေကိုဝင်ရောက်ပြီးတော့တိုက်ခိုက်သိမ့်ပိုက်သွားမလားဆိုတာကလည်းအင်တန်စိတ်ဝင်စားဖို့ကောင်းနေပြီဖြစ်ပါတယ်။မဲမျိုးမှာကျိုးစွားကြီးဆိုင်းပုံတွေကနှစ်မိုင်းကျော်အကွာဝေးတာရှိပါတော့တယ်။ခြားသောနေရာတွေကနေလည်းကမန်ဒိုစစ်ကြောင်းတွေကစိတ်ဝင်ပြီးတော့ပလောင်လက်နက်ကင်တပုံ DNLA ရဲ့ခန်းစစ်တွေစုဖွဲ့နေရတယ်။ကာကင်းတွေကင်းစခန်းတွေအားလုံးကိုချေမှုန်းလျက်ရှိပါတယ်။ ်အခုစက်တင်ဘာ28 29ဒီနေ့33ရက်လုံးကတော့ပလောင်လက်နက်ကင်တပုံ DNA LA ရဲ့အိမ်မက်ဆိုးနဲ့လာမိုက်ညာတွေဖြစ်နေမှာပါမျိုးကြီးတချင်းလေးဖွင့်ပြီးတော့ကြောင်မဲမျိုးကိုတော့သိမ်းရမလို့ဖြစ်နေပါပြီတကယ်ကိုအိမ်မက်ဆိုးနဲ့လာမိုက်ညာတွေဖြစ်နေတာပါပလောင်တွေမျိုးတုံးပြီဖြစ်ပါတောင်ခမ်းမှာပလောင်ခမ်းခဲ့သလိုနောင်ချိုမှာလည်းပလောင်ငိုခဲ့ရပြီပါကြောင်မဲအတွက်ဇကပုံလေးတစ်ခုကိုကျွန်တော်ရဲ့မိစ်ဘေးတက်ကြီးတွေပဲရွေးချယ်ပြီးတော့ကြီးသားခဲ့ပေးကြပါဦးခင်ဗျာ ဒါကတော့ကြောင်မဲမျိုးကိုတမတော်ကပြန်လဲထင်းချုပ်တော့မယ်ဆိုတဲ့အကြောင်းသတင်းလိုလေးတစ်ပုဒ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြောင်မဲမျိုးကိုတမတော်ကထင်းချုပ်ခံနေတဲ့အချိန်မှာပဲကြောင်မဲမျိုးထဲမှာရှိတဲ့ပလောင်လက်နက်ကင်တပုံ DNA ကတချို့သောနေရာတွေအစိုးရအဆောက်အအုံတွေစတင်ကြောင်းတွေရုံးနေတဲ့ပြည်သူပိုင်အဆောက်အဦတွေကိုမိရှုဖြစည်းသွားတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဒါကတော့ပလောင်လက်နက်ကင်တပုံပလောင်အကြမ်းဖက်တွေရဲ့လုံယိုးလုံစင်တစ်ခုလိုလည်းဆိုရမှာဖြစ်ပါတယ်။ဒီနေ့ကြောင်မဲမျိုးကြီးရဲ့နေရာတော်တော်များများမှာမိရှုမှုတွေမိလောင်မှုတွေဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်။ ဒါကတော့နောင်ချိုကနေဆက်ရှုံပြီးဆုတ်ခွာသွားတဲ့ပလောင်လက်နက်ကင်တပုံ DNL တွေရဲ့လုတ်ခဲ့တဲ့ပုံစံမျိုးပါပဲ။နောင်ချိုမှာဆုတ်ခွာသွားတဲ့အချိန်နောင်ချိုမှာဆက်ရှုံပြီးဆုတ်ခွာသွားတဲ့အချိန်တို့ကလည်းဂျုံတွေဌာနတွေအိမ်တွေကိုမြို့ချဖြက်စီသွားခဲ့ပါသေးတယ်။အခုကြောင်မဲကနေထပ်ပြီးဆက်ရှုံပြီးဆုတ်ခွာသွားရတဲ့အကြမ်းဖက်ဒီပလောင်တွေကတော့ဘယ်ကိုထပ်ပြီးမီးရှို့ဆုတ်ခွာထွက်ပြေးသွားရအောင်လဲဆိုတာလည်းကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်။တမတော်စစ်ကြောင်းတွေ drone တပ်ဖွဲ့ကြီးတွေကထက်ချက်မကွာလိုက်လံရှင်းလင်းမှုကိုလည်းကျွန်တော်တို့မျှော်လင့်နေပါတယ် ပလောင်တွေကိုနန်ဆန်ရဲ့ဟိုးနောက်ကတော်တဲ့အထိမောင်းထုတ်သွားဖို့တဲ့အချိန်ကြပြီဖြစ်ပါတယ်။ပလောင်တွေမျိုးတုံးပြီဖြစ်ပါတယ်။ကြောင်မဲကိုတမတော်ကပြန်ရပြီဖြစ်ပါတယ်။ကြောင်မဲကိုပြန်ပြန်လို့ရပြီဖြစ်ပါတယ်။ဒါကတော့ကြောင်မဲနဲ့ပတ်သက်တဲ့သတင်းလေးကိုဆက်ဆက်လက်ရှိကင်းပြင်းနဲ့အခင်းချင်းကိုပြန်ကြည့်ရင်တော့တမတော်ကအကြက်ဘက်သမားတွေစုဖွဲ့နေရတဲ့ကိုတောက်လျှောက်ဆိုသလိုနေမရှင်လေးဆောင်ရွက်လျက်ရှိပါတယ်။ပြည်တော်စုလမ်းမကြီးကိုလည်းပြန်လဲဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားပြီးဖြစ်တယ်လို့ပြည်တော်စုလမ်းမကြီးရဲ့တောင်ဘက်နဲ့မြောက်ဘက်နေရာတွေကိုလည်းဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ ဒါအပြင်နေဆက်မျိုးဖြစ်တဲ့မြောက်ရီမျိုးအနည်းကအချက်ဖက်သမားစုဖွဲ့နေရာတွေကိုလည်းထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တဲ့အတွက်အနည်းကစက်တင်ဘာ29ရက်နေ့မှာဆိုရင်လည်းကရင်လက်နက်ကင်တပေါ် KNU နဲ့ NUGPP အုပ်စုတွေရဲ့အသုံးချခံဖြစ်တဲ့ PDF တွေခန်းစစ်အကြီးအကျယ်ပြင်ဆင်နေတဲ့လေကစ်ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးတော့မြို့ရဲ့အနောက်ဘက်မှာရှိနေတဲ့ရေကန်ကုန်းစီးစာကုန်းကိုလည်းထိန်းချုပ်နှားနိုင်ခဲ့ပြီဖြစ်ပါတယ်။တမလို့စစ်ကြောင်းတွေကလေကစ်ကော်ရဲ့အနောက်ဘက်ခြမ်းမှာရှိနေတဲ့ရေကန်ကုန်းစီးစာကုန်းကိုရရှိလိုက်ခြင်းကလေကစ်ကော်မြို့ရဲ့တဝက်ကိုရရှိလိုက်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ရေကန်ကုန်းစီးစာကုန်းဆိုတာကလေးကေကောမြို့တစ်ခုလုံးကိုစုမိုးထားတဲ့ကုန်းတစ်ကုန်းလည်းဖြစ်ပါတယ်။ဒါကြောင့်အကျန်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေနဲ့လှုပ်ရှားမှုတွေကိုတောက်လျှောက်ဆိုလို့ကင်းထောက်ပြစ်ခတ်ချိန်မုံနိုင်မဲ့အဓိကနေရာကြီးတစ်ခုကိုရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီတွေလေးကောမျိုးတွေမှာပိတ်မိနေတယ်အပြင်လက်နက်ကင်တပုံ KNU ရဲ့အသုံးချကန်အဖွဲ့တွေ NUG PP အုပ်စုတွေကလေးကောမျိုးရဲ့အရှိဘက်ကနေဆက်လက်ဆုတ်ပါသွားပြီးတော့အခုဆိုရင်တော့လေးကောနဲ့ဆွဲတော့အမြောက်ကုန်းရဲ့ဂျာမန်ရှိနေတဲ့နေရာမှာပြန်လည်ဆုတ်ဖွဲ့နေတယ်လို့သိရပါတယ် ၄ GB ကမြို့ရဲ့ဒီရက်ွက်6ကနေစုပ်ခွာသွားပြီးတဲ့နောက်အဲမှာ28 29ကိုဝင်းရင်နေမှာတော့၄ GB ကိုအထက်တန်းကျောင်းနေ၄ GB ကမှရှိနေတဲ့အုပ်ချုပ်ရေးရုံးတွေမှာဝင်ရောက်နေထိုင်ပြီးတော့စုဖွဲ့တာတွေပြုလုပ်ခဲ့ပါတယ်အဲ့ဒီနောက်မနေ့ကစက်တင်ဘာ29ရက်နေ့ညနေစက်တင်ဘာ30ဒီနေ့မှာတော့၄ GB မျိုးကနေစုပ်ခွာသွားတဲ့အပွဲတွေကဆွဲတော့ကုန်းမရောက်ခင်ကြားမှာရှိနေတဲ့နေရာတစ်ခုမှာစုပ်ဖွဲ့နေတာလို့ရှိပါတယ်။ဒါကြောင့်တမရော့စစ်ကြောင်းတွေအနေနဲ့၄ GB မျိုးကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုပေမဲ့ကြံရှိနေသေးတဲ့ဗက်ပေါင်းစုံကဝန်းရံထားတဲ့တမရော့စစ်ကြောင်းတွေအနေနဲ့ လေးကိတ်ကောင်နဲ့ဆွဲတော့အမြောက်ကုန်းချားမှာရှိနေတဲ့နေရာတွေကိုလည်းနေမရှင်လေးဆက်လက်ဆောင်ရွက်သွားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်စက်တင်ဘာ28ရက်နေ့ကစောချစ်သူရဲ့ BGF ကနေအသွင်ပြောင်းမှုစ조사နေတဲ့ KNA နောက်ပြီးတော့ DGPA နဲ့ KNL PC အမိခံထားတဲ့အဖွဲ့တွေကတွဲဆောင်ဆွေးနွေးမှုတခုပြုလုပ်ခဲ့ပါတယ်။အဲဒီတွဲဆောင်ဆွေးနွေးမှုကိုတော့စက်တင်ဘာ28ရက်နေ့ဒီ BGF ရဲ့တက်နယ်နှစ်ဖြစ်တဲ့တေကတိရွာမှာတွဲဆောင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ဒီကအကြောင်းရင်းကတော့ဒီရွေးကောက်ပွဲကာလနောက်ပြီးတော့လက်ရှိကရင်ပြည်နယ်ကစည်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပင်းပင်းနေမှာရှိနေတဲ့လက်နက်ကင်လေးဘွဲ့နဲ့ KNU မပါဘဲနဲ့ပြုတ်လုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Dubla KN ကဒီ KNU ရဲ့အကြီးအကဲဟောင်းတယောက်တော့ပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတွဲဆောင်ပွဲနဲ့ပတ်သက်ပြီးတော့မနေ့ကစက်တင်ဘာ29ရက်နေ့မှာပဲ BGF ကော KNA DGBA နဲ့ KNL PC ဘက်ကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။နောက်အလုံးရဲ့အနေချုပ်ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးထောက်ခံကာကွယ်သွားမယ်ဆိုတဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်။ဒီအခြေအနေမှာစောချစ်သူရဲ့ KNA BGF DGBA နဲ့ KNL PC အနေနဲ့ နိုင်ငံတော်နဲ့နိုင်ငံသားတွေအပေါ်မှာတစ္ဆာရှိဖို့လိုပါတယ်။အဓိကကတော့စောချစ်သူကိုပြောရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်လက်ရှိကရင်ပြည်နယ်မှာရှိတဲ့လက်နက်ကိုင်၄ဘွဲ့အနက် KNU ပြီးရင်စောချစ်သူရဲ့ PGF ကနေအမိပြောင်းထားတဲ့ KNU ကအင်အားအများဆုံးဖြစ်တယ်။ပြီးခဲ့တဲ့လအနေနဲ့ကလည်းတင်နန်းသားတွေဆက်ပြီးတော့ဆင်းထားတာရှိပါတယ်။ဒီနေရာမှာ PGF ဆိုလို့ရှိရင် PGF တပ်ဖွဲ့ဝင်တွေအားလုံးကစောချစ်သူနဲ့အတူတက်ဆိုင်နေရလို့ထင်မြင်ယူဆနေကြတာရှိတယ်လို့နှစ်ဖက်ခွဆားနေရလို့ယူဆနေကြတာလည်းရှိပါတယ်။ တကယ်တော့အကင်းပြင်းနေမှာရှိနေတဲ့ PGF တွေအားလုံးကစောချစ်သူရဲ့လက်အောက်ခံတိုက်ရင်းနေမဟုတ်သလိုစောချစ်သူလို KNA ကိုပြောင်းသွားတဲ့နှစ်ဖက်ခွာစားနေတဲ့အဖွဲ့တွေလည်းမဟုတ်ဘူးလည်းဖြစ်ပါတယ်။လက်ရှိတမ်းတော်နဲ့အတူကင်းပြင်းနေမှာရှိနေတဲ့အကြံဖက်သမားတွေကိုပူပေါင်းတိုက်ခိုက်ဆစ်ဆင်နေတာကမူလ DGB နဲ့မူလ PGF အဖွဲ့တွေပဲဖြစ်ပါတယ်။စောချစ်သူကတော့2021ခုနှစ်နိုင်ငံရေးအခင်းအကျင်းကိုခွင့်ရောင်းယူပြီးတော့2024ခုနှစ်ကလေးက KNA ဆိုပြီးတော့ပြောင်းလဲရင်ဒဇင်ထောင်မှုစီစဉ်လာခဲ့တာရှိပါတယ်။ စောကျစ်သူရဲ့အခုလိုမျိုးနှစ်ဖက်ခွစားနေတဲ့အခြေအနေတွေတစ်ဖက်က KNU နဲ့အပြန်အလှန်အကျိုးစီးပွားတွေနဲ့နောက်ကွယ်မှာရှိနေတဲ့အကြောင်းတရားတွေကိုကာကွယ်ဖို့အတွက်တမ်မတော်ကိုရောခွစားနေတဲ့အခြေအနေမျိုးရှိခဲ့ပါတယ်အဲ့ဒီတော့လေဒီကင်မီနီမှာရှိနေတဲ့ test cam တွေတောက်လျှောက်ဆိုလို့လက်လွတ်ခဲ့ရတာတွေရဲ့အဓိကလက်တယ်လို့လည်းဆိုရမှာကစောချစ်သူအဖွဲ့နဲ့စောဆန်းအောင်တို့ DKB ကလုတ်ထူပေါ်အဖွဲ့တွေပဲဖြစ်ပါတယ်။ဆိုတော့ဒီအဖွဲ့တွေရဲ့တွဲဆုံဆွေးနွေးမှုတွေနဲ့ပတ်သက်ရင်ရွေးကောက်ဝယ်ကိုကာကွယ်သွားမယ်ဆိုတဲ့ရွေးကောက်ဝယ်ကိုထောက်ခံသွားမယ်ဆိုတဲ့အနှစ်ချုပ်ထွက်ပေါ်လာပါတယ်။ 야, 내가 와. 야. 야, 너 뭐라고? 우와, 알로니 보지고 있나? 저게 메시지네, 저네 태벌이. 요한에 좀 봐서 누랑가 저나도 리가 아, 이 부두니데 더보다를 시작하라 그래. 알아. 그래 더보다 그래 그 시작 봐. 저나도 리가 저쪽 အဲဒီလူတွေရထွက်ချင်တယ်ဆိုရင်လည်းဒါလူလိုလလနဲ့သူတို့ဆန္ဒအတိုင်းပဲကျွန်တော်ကခင်ပြူတယ်ဆိုတဲ့သဘောပေါ့နော်အဲ့ဒါလေးဒီတချို့ကဟိုဘယ်လိုပြောမလဲဒီအနေထားကျွန်တော်တို့ဒီ method အနေထားမှာတချို့ပိုင်းတွေမှာကဟိုဟိုအနောက်အဟန့်တာတွေရှိကောင်းရှိနိုင်တယ်လေအကပွဲတဲ့ဆိုတာကဒီကျွန်တော်တို့ပြည်သူလူထုတွေပဲပြည်တဲ့နေရာမှာကကျွန်တော်တို့အတတ်နိုင်ဆုံးပေါ့လေဒါပြောချင်တာအတတ်နိုင်ဆုံးကျွန်တော်တို့ဟိုအနေရမရှိအောင်ကျွန်တော်တို့ 别不今年创业比较干困的咋办？别看你上门来收了，都你收到点名了了，是是这样吧？啊 <music>，就那路这边面有来你那边 PP，啊，给人在那干都不外 PP，啊，别干你啊，不如你那那商家门来出来帮忙。就那路三奶的马家三马家女的哦，就那路三奶奶李李兰花嘛，她白哦，啥皮味道他上业大工。 အဲ့လိုမျိုးပဲရှိပါတယ်ခင်ဗျာ။နိုင်ငံရေးအရာဖြစ်တယ်။နိုင်ငံရေးအရာဖြစ်တဲ့ခါကျတော့ဒီနိုင်ငံရေးလောက်ဆောင်မှုတွေအားလုံးရဲ့နောက်ဆက်တွဲစစ်ရေးဆိုတာစစ်ရေးဆိုတာနိုင်ငံရေးနောက်ဆက်တွဲပဲလေ။အဲကြောင့်စစ်ရေးမှာလောက်လောက်လိုက်ပါလာတဲ့ဟာတွေသူတို့ဘာလုပ်လဲကျွန်တော်တို့ပြောစရာမလိုတော့ဘူး။ကျွန်တော်တို့ကြည့်တာသူတို့ရဲ့နိုင်ငံရေးရည်ရည်ချက်ဟာနော်စစ်ကောင်စီနဲ့အတူတူရပ်တည်ပြီးဆိုရင်တော့ဒါကျွန်တော်တို့ဘာမှပြောစရာမရှိတော့ဘူး။ဒီအနည်းချုပ်တွေကရွေးကောက်ပွဲကိုအကာအကွယ်ယူပြီးတော့လက်ရှိကရင်ပြည်နယ်မှာရှိနေတဲ့သူတို့ရဲ့အကျိုးစီးပွားတွေနောက်ပြီးတော့ကရင်လက်နက်ကင်တဲ့ပုံ KNU နဲ့နောက်ွယ်မှာရှိနေတဲ့ အပြင်းနဲ့အမိတဲ့ဟဲပြုတ်နေတဲ့ဂျိုးစီဘွားတွေကိုအကာအကွယ်ပြုတ်ဖို့အတွက်ရွက်ကောက်ဘွဲကိုအတုံးချတာမဖြစ်ဖို့လိုပါတယ်။ဒါကြောင့်လည်းဆိုရင်စောချစ်သူအဖွဲ့ကပြည်မြင်နေမှာရှိနေတဲ့ဂျားပြန့်လုံမင်းတွေရဲ့အဓိကလက်သေးလို့လည်းဆိုရမှာဖြစ်ပါတယ်။စောချစ်သူရဲ့စုံစည်းမြိုင်ဒေတာကတော့မြောက်ရီမြို့ရဲ့ပစင်မိုင်အကွာမှာရှိပြီးတော့ကရင်လက်နက်ကန်တဘော KNU ရဲ့ဂျားပြန့်တွေရှိတဲ့ KK Park ကတော့မြောက်ရီရဲ့တောင်ဘက်မှာရှိပါတယ်။ဆိုတော့ဒီမြောက်ရီကိုအခြေပြုပြီးတော့တောင်ရင်မြစ်မှာပဲနှစ်နိုင်ငံနယ်စပ်အနည်း ရှားပြန့်လုပ်ငန်းတွေကိုလောက်ကင်နေရင်းနဲ့တစ်ဖက်ကစီးပွားရေးတွေမှာ share တွေထည့်ထားတယ်။ဒါအပြင်လက်နက်ကင်ထားတာကိုအခွင့်အကောင်းယူပြီးတော့လုံခြုံရေးစောင့်ရှောက်ကားတွေ၊ညီငှားရန်ကားတွေနဲ့အကျိုးမြတ်တွေအများကြီးရရှိနေတာဖြစ်ပါတယ်။အဲဒီမှာအခြေပြုပြီးတော့စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ရွှေကုတ်ကို KK Park, Yulong Bay, Apollo Park စတဲ့ရှားပြန့်လုပ်ငန်းတွေနဲ့မလွတ်မခင်ရှိနေတဲ့စီးပွားရေးလုပ်ငန်းတွေဒီမြို့သက်စီမံကိန်းအကြောင်းပြတဲ့စီမံကိန်းတွေရဲ့နောက်ဆက်တွဲမှာကရင်လက်နက်ကင်တပုံ KNU နဲ့စောချစ်သူရဲ့ BGF အဖွဲ့တွေ ချစ်လင်းမြိုင်ကုမ္ပဏီရဲ့လောက်ကန်ကုမ္ပဏီပေါင်းများစွာရဲ့အကျိုးစီးပွားတွေကလည်းအပြန်အလှန်တက်ရောက်နေပါတယ်။ဆိုတော့လက်ရှိစောချစ်သူနဲ့အတူနိုင်မောင်စောစောတင်ဝင်တို့အုပ်စုတွေကကင်းမီနီမှာရှိနေတဲ့အခြေအနေတွေမှာနှစ်ဖက်ဖွဲ့စားနေကြတာကိုကျွန်တော်မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။2021ခုနှစ်နိုင်ငံရေးအခင်းအကျင်းကိုအခွင့်အကောင်းယူပြီးတော့ကရင်လက်နက်ကိုင်တပုံ KNU ဦးဆောင်ပြီးကရင်ချင်းချင်းပြန်မတိုက်ဘူးဆိုတဲ့ဂရီကဘုတ်တွေနဲ့သူတို့ရဲ့ကရင်ပြည်နယ်မှာရှိနေတဲ့တရားမဝင်လုပ်ငန်းတွေနဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့ပြုလုပ်ခဲ့ပါတယ် အဲ့ဒီတော့ Tamron 6 scan တွေကိုအကြမ်းဖက်သမားတွေလာရောက်တိုက်ခိုက်တဲ့အချိန်မှာလည်းမတိကျွချွန်ပြုတ်ခဲ့တာတွေ Tamron 6 scan တွေကိုလာရောက်တိုက်ခိုက်ဖို့စီစဉ်ဆောင်ရွက်ခဲ့တာတွေကိုလည်းမတိကျွချွန်ပြုတ်ခဲ့တာတွေရှိပြီးတော့ကိစ္စတွေမှာနောက်ွယ်ကနေတော့ထောက်ပံ့မှုတွေပြုလုပ်နေတယ်လို့မျိုးခံမှန်းရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အခု DGPA ရဲ့ဌာနချုပ်ရှိတဲ့စုံစည်းမြန် Wallet မြန် data နည်းက Paleto Tebeta scan တွေကိုတိုက်ခိုက်ချိန်ဂျာပြတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေကလည်း DGPA နဲ့ BGF ထိန်းချုပ်ရ data တွေကနေဖြတ်သန်းပြီးတော့ Tamron 6 scan တွေကိုလာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဆိုတော့ စက်တင်ဘာ28ရက်နေ့တွဲဆောင်ပွဲကနေရွက်ကွဲကိုကာကွယ်သွားမယ်စောင့်ရှောက်သွားမယ်ထောက်ခံသွားမယ်ဆိုတာကိုတော့ကျွန်တော်တို့ထောက်ခံရမှာဖြစ်ပါတယ်။ဒီနေရာမှာတော့လက်ရှိအခင်းချင်းကိုကြည့်ရင်ကင်မီနီမှာရှိနေတဲ့လက်နက်ကင်လေးဘွဲအနက်ဝါရင်တပါရင်နှစ်ချို့တက်ကြအူကြီးဖြစ်တဲ့ KNU ကတော့မပါဝင်မှုဖြစ်တဲ့စောပွဲထူဝင်ဦးဆောင်ပြီးတော့စောတော်နီတို့စောစီခဲတို့အုပ်စုတွေအားလုံးကရွက်ကွဲနဲ့ပတ်သက်ပြီးလက်လွန်ကြက်သွန်တွေဖြစ်ထားကြတာဖြစ်ပြီးပြီးခဲ့တဲ့ရက်ကပဲစောပွဲထူဝင်နဲ့ ် NUG ပြည်ပအုပ်စုကတမရတူဝါလက်ရှိလာတော့တွဲဆောင်ပြီးရွက်ောက်ပွဲကိုဆက်လက်ဆန့်ကျင်သွားမယ်တော်လှန်ရေးကိုအောင်မြင်အောင်ဆောင်ရွက်သွားမယ်ဒါအပြင်ကိုတူးလေးအိမ်မက်ကိုဆက်ပြီးတော့မတ်မယ်ဆိုတဲ့တွဲဆောင်ဆွေးနွေးမှုတွေနဲ့သဘောတူညီမှုတွေကိုဆက်လက်ပြုလုပ်ခဲ့တယ်အဲကြောင့်မလို့မနေ့ကတွဲဆောင်မှုမှာတော့ KNU ကလုံအားဒီစည်းဝေးနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ခြင်းပြောဆိုခြင်းဆွေးနွေးခြင်းတွေမရှိခဲ့တာကိုလည်းတွေ့ရပါတယ်ဒါပေမဲ့နောက်ပွဲကအကျိုးစီးပွားတွေကလည်းတရားမှီတရားနင်းထားတာဖြစ်တဲ့အတွက်စောချစ်သူဦးဆောင်တဲ့ KNA အမိပြောင်းအဖွဲ့တွေ DKPA နဲ့ KNLPC အဖွဲ့တွေ ဘလောက်ထိနိုင်ငံတော်ပေါ်တစ္ဆာရှိမလဲဆိုတဲ့အချက်ကိုကျွန်တော်တို့ကသတိအများကြီးထားပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်ရွေးကောက်ပွဲကိုထောက်ခံမယ်ကြိုးစုံမယ်ကာကွယ်မယ်ဆိုတော့ကိုကျွန်တော်တို့ကဝမ်းမန်းတတနဲ့အတိမတ်ပြုရမှာဖြစ်ပေမဲ့ဒါတွေက NCA ကိုအကာအကွယ်ယူပြီးတော့နိုင်ငံတော်နဲ့နိုင်ငံသားတွေကိုတစ္ဆာပေါက်တဲ့လုပ်ရက်တွေလိုမျိုးနောက်ထပ်တစ်ချိန်မှဖြစ်ဖို့ကိုတော့သတိထားရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီအခုတွဲဆောင်ဆွေးနွေးမှုပြုလုပ်ခဲ့တဲ့၃ဘွဲ့လုံးမှာရှိနေတဲ့သူတို့ထင်းချုံရဒေတာက test scan တွေအားလုံးက တိုက်ခိုက်ခံရဘူးတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ကြုံတို့ကော့ဂရိတ်လမ်းမိုင်းမှာပြန်ကြည့်ရင်လည်း KNL PC ထိန်းချုပ်ရာဒေတာတွေကပဲကရင်လက်နက်ကိုင်တပုံ KNU ရဲ့တပ်မဟာ6တပ်မဟာခွန်ကအဖွဲ့တွေနဲ့ NUG ပြည်ပြည်အုပ်စုက PDF တွေ local PDF တွေကိုစုပေါင်းပြီးတော့ KNL PC ရဲ့ထိန်းချုပ်ရာဒေတာတွေကနေကော့ဂရိတ်နဲ့ကြုံတို့ကိုလာရောက်တိုက်ခိုက်ခဲ့တာရှိတယ်။အခုလက်ရှိကြုံတို့မြောက်ပိုင်းမြန်မာပိုင်းကြုံပိုင်းဒေတာအကြမ်းဖက်သမားတွေစုဖွဲ့နေရာတွေကလည်း KNL PC ထိန်းချုပ်ရာဒေတာတွေဖြစ်တယ်။ဒါအပြင် အာရှလမ်းကြီးကိုပိတ်ဆို့ပြီးတဲ့နောက်ကရင်လက်နက်ကိုင်တပုံနေရဲ့နောက်ခွေကကြိုးစီပွားတွေကိုဆက်လက်ပြီးတော့တက်ဆိုးရှည်စီတာက KNLPC ထိန်းချုပ်ထားတဲ့ထုတ်ကူလမ်းကိုပဲအသုံးပြုနေကြတာဖြစ်ပါတယ်။ဆိုတော့ KNLPC အနေနဲ့လည်းရွေးကောက်ပွဲကိုအကာအကွယ်ယူပြီးတော့နောက်ခွေမှာချမ်းဖက်သမားတွေ KNU ရဲ့အကျိုးစီးပွားတွေကိုအကာအကွယ်မပြုနိုင်မှုလိုပါတယ်။အဓိကကတော့ကော့တူးလီအိမ်မက်စိတ်ကူးရင်မှုတွေမှာ KNU အပါအဝင်အစောချစ်သူရဲ့ KNA DKPA နဲ့ KNLPC တွေပါစိတ်ကူးရင်ပြီးတော့မပါဝင်မှုလိုအပ်ပါတယ်။ ဒီလိုစိတ်ကူးယဉ်ပြီးဆောင်ရွက်မယ်ဆိုရင်တော့လက်ရှိ UK ဝယ်ဖို့အကာအကွယ်ယူထားတာတွေရဲ့နောက်ဆက်တွဲတစ်ချိန်မဟုတ်တစ်ချိန်နိုင်ငံတော်နဲ့တက်မတော်ပေါ်မှာတစ္ဆာထောက်လာအောင်မှာဖြစ်ပါတယ်။နောက်ထပ်တစ်ချက်ကတော့ဆော့ချစ်သူရဲ့ BGF ဖြစ်ပါတယ်။ BGF ကြောင့်တချို့သောနိုင်ငံတော်နဲ့နိုင်ငံသားတွေပေါ်တစ္ဆာရှိစေဖြစ်တဲ့မူလ BGF တွေလည်းသမုတ်ခံရတာလည်းရှိတယ်၊ဝေဖန်ခံရတာလည်းရှိတယ်။ BGF အားလုံးကနှစ်ဖက်ခွစားနေတဲ့ကတ်ခွာတွေအဖြစ်တစ်စိတ်ကတ်ခံရတာလည်းရှိပါတယ်။ဒါပေမဲ့တကယ်တမ်းကတော့ဆော့ချစ်သူဥဆောင်နဲ့ BGF ကနေအမြင်ပြောင်းထားတဲ့ KNY အဖွဲ့တွေပဲဖြစ်ပါတယ်။ သူတို့ကလည်းပြင်းပြင်းနဲ့မှအခြေပြုများရီအနီးမှာအခြေပြုပြီးတော့အင်ဂျင်မြန်ဒေတာမှာအင်ဂျင်မြန်မြို့သစ်ရွှေကုတ်ကိုမြို့သစ်စီမံကိန်းနဲ့သူတို့ရဲ့အကျိုးစီးပွားတွေကိုတိတိတူပေါအောင်ဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။ဒီနေရာမှာဆော့ချစ်သူကိုဘယ်လောက်ယုံရတယ်လဲဆိုတာထက်ဆော့ချစ်သူဘယ်လောက်ကြွယ်ဝချမ်းသာနေတယ်လဲဆိုတဲ့အချက်ကိုပြန်ကြည့်ရမှာဖြစ်ပါတယ်။ရွှေကုတ်ဝဲကိုထောက်ခံသွားမယ်လို့ပြောပြီးနောက်ကွယ်မှာတော့ကရင်လက်နက်ကိုင်သဘော KNU နဲ့ NUGPP အုပ်စုရဲ့ PDF တွေကိုထွက်ခွာရလမ်းကြောင်းလိုအပ်တဲ့စေဝါကူတာမှုလက်နက်ခဲယမ်းတွေအားလုံးကိုမထောက်ပံ့မှုလိုပါတယ်။ ဒီဂရိသဘုတ်ကနိုင်ငံတော်ပေါ်မှာလည်းတစ္ဆာရှိရမှာဖြစ်တယ်လို့တမရပေါ်မှာလည်းတစ္ဆာရှိရမှာဖြစ်တယ်။ဒါအပြင်ကရင်ပြည်နယ်မှာရှိနေတဲ့ဒေသခံတွေရဲ့အနာဂတ်နဲ့သူတို့ရဲ့အကျိုးစီးပွားတွေကိုတစ္ဆာရှိစွာအလုံးနဲ့တတ်သိပြရမှာဖြစ်ပါတယ်။ဆိုတော့စက်တင်ဘာ28ရက်နေ့တွဲဆောင်မှုရဲ့နောက်ဆက်တွဲ၄ဂိတ်ကော်မျိုးတိုင်းတိုက်ပွဲဖလူမင်းလက်ပံအင်ဂျင်မြန်ဒေသကဂျမ်ဘက်သမားတွေရဲ့စုရဲနဲ့စုတ်ခွာရာတွေကိုစောချစ်သူရဲ့ KNA နဲ့ DGB အဖွဲ့တွေကဘယ်လိုမျိုးဆက်လက်ဆောင်ရွက်သွားမလဲဆိုတာကလက်ရှိအခင်းအကျင်းကိုထင်သာမြင်သာရှိလာပါလိမ့်မယ်။ အကယ်၍ KNU နဲ့ NUG PDF အဖွဲ့တွေရဲ့စောက်ခွာရလမ်းကြောင်းတွေစုရက်တွေကိုဆက်လက်ပြီးခွင့်ပြုထားအောင်မယ်ဆိုရင်တော့ရွေးကောက်ပွဲကိုအကာအကွယ်ယူပြီးတော့ NCA ကိုအခွင့်အကောင်းယူသလိုမျိုးပဲရွေးကောက်ပွဲအလွန်ကာလတွေမှာသူတို့စုဖွဲ့မှုတွေရဲ့အပြီးကော်တိုးလေနိုင်ငံဆက်လက်ထူထောင်မှုတွေ KNU ရဲ့စစ်ကူးရင်မှုဥဆောင်မှုနဲ့အတူ KNL PC DKBA နဲ့ KNI အဖွဲ့တွေကဆက်လက်ပြီးပြန်လည်ပေါင်းစည်းသွားပါလိမ့်မယ်။အပြင်ပန်းမျက်နှာစာတွေစာရွက်တင်ပုံမှာသာ KNU မပါပေမဲ့နောက်ွယ်ကအကျိုးစီးပွားတွေမှာအပြန်အလှန်အကျိုးပြုနေတာတွေကို တက်တောက်နိုင်မလားတကယ်ပဲ KNU ကပြင်ပြည်နယ်ရဲ့နိုင်ငံရေးအခွင့်အရေးကိုတို့လေးအိမ်နဲ့ဆုံးရှုံးသွားမလားပြတ်သွန်းသွားမလားဆိုတာကစက်ကြည့်ပြီးတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ဆိုတော့လက်ရှိ KNU ရဲ့အခွင့်အရေးကတော့ရှင်းပါတယ်မြောက်ရီရဲ့တောင်ဘက်ချမ်းနဲ့မြောက်ဘက်ချမ်းတမဟာ6တမဟာ9နေရာတွေကအကြမ်းဖက်သမားစုဖွဲ့နေရာတွေကိုတမလို့ကဆက်လက်ပြီးနေရှင်နေဆောင်ရွက်သွားမှာဖြစ်တဲ့ကျုံတို့ကွန်ကရစ်လမ်းရဲ့တောင်ဘက်ချမ်းမွန်ကင်းရင်အဆက်မှာရှိနေတဲ့ကြာရင်စက်ကြီးတကျော်နောက်ပြီးတော့ KNL PC ထိန်းချုပ်ထားတဲ့နေရာနဲ့ခရင်လက်နက်ကင်တပုံ KNU ရဲ့ တမဟာခွန်ဖာပွန်ဒေတာတကြောကစုဖွဲ့လှူရှာမှုတွေကိုဘယ်လိုမျိုးဆက်လက်ပြီးထောက်ပံ့နေမလားဆက်သွယ်နေမလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ကြွားရုံနဲ့ KNLPC DGPA နဲ့ GNI အဖွဲ့တွေရဲ့ရွေးကောက်ပွဲကိုအကာအကွယ်ပြုဆောင်ရွက်မှုတွေကအစ်အမှန်လားတစ္ဆာပေါ့ဖို့အတွက်ခဏယာယီဆောင်ရွက်ထားသလားပန်တင်လုပ်ထားသလားဆိုတာကိုကျွန်တော်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ဆိုတော့စောချစ်သူအနေနဲ့ဘလောက်ယုံရတလဲဆိုတာကတော့သူတို့ရဲ့အကျိုးစီးပွားတွေသူတို့ရဲ့ရွေးကောက်ပွဲဒေတာတွေမှာတိုက်ပွဲတွေပေါ်ဆောင်လာမှာကိုရှောင်ရှားဖို့အတွက် ခုလိုမျိုးတိုက်ပွဲတွေကိုယာယီရှောင်ရှားတဲ့ပုံစံမျိုးဆိုရင်တော့လုံးဝလက်သင့်ခံလို့မရဘူးဖြစ်ပါတယ်။ဒါက GNI နဲ့ပတ်သက်တဲ့သူတို့ရဲ့ရည်ရည်ချက်တွေကရှေ့မှာရှိထားပြီးဖြစ်တဲ့အတွက်မယုံကြည်ရဘူးဆိုတဲ့ခြေအနေမျိုးရှိပါတယ်။တာရင်တာတဲ့ဘက်ကိုလိုက်တဲ့အင်အားတောင်းတင်းရင်တောင်းတင်းလာတဲ့တလျောက်နိုင်ငံတော်ကိုရောတက်မရောအပေါ်သစ္စာဖောက်ဖို့အာခံမှုဆောင်ရွက်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိထားပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်ရှိအချိန်မှာတော့မူလ DKB ပုံဝင်နဲ့မူလ PG အဖွဲ့တွေကပြင်းပြင်းထန်ထန်ရှိနေတဲ့တိုက်ပွဲတွေကိုဆက်လက်ပြီးတိုက်ခိုက်နေနေဖြစ်တယ်။ လေကီကောမျိုးနဲ့ပတ်သက်ပြီးပြန်ဆက်ရရင်တော့လေကီကောမျိုးသိန်းတိုက်ပွဲကိုဆက်လက်ဆောင်ရွက်နေလည်းဖြစ်တယ်။တမ်းမတော်စစ်ကြောင်းတွေနဲ့သူပြည်သူစစ်ညီငယ်လေးတွေရဲ့စနိုက်ပါလက်ဖြောင့်တက်တွေရဲ့အသုံးဝင်မှုထက်မြက်မှုတွေကြောင့်ကရင်လက်နက်ကန်သဘော KNU ရဲ့အဖွဲ့တွေဆက်လက်ထိုင်ထားတဲ့နေရာတွေစနိုက်ပါတွေနဲ့စုဖွဲ့နေရာတွေကိုတဆင်ချင်းတစားချင်းအမဲကြီးချွေလာနိုင်ခဲ့ပါတယ်။မနေ့ကစက်တင်ဘာ29ရက်နေ့မှာဆိုလို့ရှိရင်လည်းကရင်လက်နက်ကန်သဘော KNU နဲ့ PDF တွေဆက်လက်ကြီးချထားတဲ့နေရာတခုကိုလည်းမြို့ချင်းလေးဆောင်ရွက်နိုင်ခဲ့တယ်။ဒါအပြင် ဖလူးနဲ့မင်းလက်ပံမှာရှိနေတဲ့ဘုံကြီးကြောင်စာတင်ကြောင်းတွေကိုတမတော်ကကာမီကာစီဆိုဆိုက်ဒရုန်းတွေနဲ့တွားရောက်တိုက်ခိုက်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ဆိုတော့ဒီနေရာမှာမင်းလက်ပံဖလူးနဲ့အင်ဂျင်မြိုင်ဒေတာကိုဘယ်သူထိန်းချုပ်ထားသလဲဆိုတာမေးရမှာဖြစ်ပါတယ်။ဆိုတော့ဒီနေရာတွေကအကြမ်းဖက်သမားတွေစုဖွဲ့မှုတွားလာမှုနဲ့အပြန်အလှန်အမိတဟဲပြုမှု logistic လမ်းကြောင်းစေဝါလိုအပ်ချက်နောက်ပြီးတော့ဒီထိခိုက်သေးဆုံးအတူအပြတ်အဆုတ်ပါတွေကိုကယ်ထုတ်လာတဲ့လမ်းကြောင်းနဲ့ရင်ရန်တွေက73စီ internal line စသဖြင့် အမျိုးမျိုးသောကိစ္စအားလုံးကိုဘယ်အဖွဲ့တွေထောက်ပံ့နေတယ်လဲဆိုတာကိုစက်ကြည့်သွားယုံမယ်ဖြစ်ပါတယ်ဆိုတော့ဒေဂိကောတိုက်ပွဲကအခုကရင်လက်နက်ကန်တပုံ၄ဘွဲ့အနည်းတွဲဆောင်ပွဲပြုလုပ်ခဲ့တဲ့၄ဘွဲ့ရဲ့ဆောင်ရွက်မှုတွေကိုတရက်အထောက်ကြသေးမှာဖြစ်ပါတယ်ဒီဘွဲ့တွေရဲ့နောက်ွယ်ကအကျိုးစီးပွားတွေကိုအကောက်အွယ်ပြုမယ် KNU နဲ့ PDF တွေကိုဆက်လက်ပြီးထောက်ပံ့နေမယ်ဆိုတော့လေဂိကောမျိုးသိန်းတိုက်ပွဲကတိထက်ပုံပြီးကြာပါလိမ့်မယ်တကယ်တော့လေဂိကောမျိုးသိန်းတိုက်ပွဲဆိုတာကတမိုင်ပတ်ချတဲ့နောက်တည်းရှိနေတဲ့လက်သီးစုပ်သားသားမျိုးလေးပဲဖြစ်ပါတယ် ဒါပေမဲ့ဒီမျိုးလေးကပဲပြည်ရင်လက်နက်ကင်သဘော KNU နဲ့ UNGPB အုပ်စုရဲ့တောင်ပိုင်းစစ်ဒေသနှစ်ရဲ့ခံစစ်ခုဖြစ်နေပါတယ်။လေးကီကောမျိုးထဲမှာပဲ PDF အဖွဲ့ပေါင်းများစွာရှိတဲ့တာဘောပါဝင်တခြားသောအဖွဲ့ပေါင်းများစွာခံစစ်ပြင်ဆင်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။လေးကီကောကလည်းဆုတ်ခွာတဲ့အဖွဲ့တွေကအင်ဂျင်မြိုင်ဖလူမင်းလက်ပံမှာအများစုဆုတ်ခွာပါတယ်။အင်ဂျင်မြိုင်ထဲမှာတော့အနေချင်းရှိတယ်။အင်ဂျင်မြိုင်ထဲမှာ KNU အကြီးပိုင်းတွေရှိပြီးတော့မင်းလက်ပံနဲ့ဖလူမှာတော့ ACC ရေမင်းအပါဝင်ထောက်ပို့တွေ နောက်ွယ်မှာလိုအပ်တာတွေကိုပြင်ဆင်ပေးနေတဲ့အမားကန်တွေနဲ့အန်ယူဂျီပြည်ပြည်အုပ်စုက PDF အကြီးပိုင်းတွေနေတဲ့နေရာတွေဖြစ်ပါတယ်ဆိုတော့တမရော်အနေနဲ့လေဒီကိကွန်မြူသိန်းဆောင်ရွက်နေတဲ့အချိန်တစ်ဖက်ကဖလူးနဲ့မင်းလက်ပံဒေတာကအကြမ်းမတ်သမားတွေစုဖွဲ့နေရတွေတလန်တွေကိုလည်းဆက်လက်ပြီးတော့ပေါ်ထုတ်အေးအေးယူရှင်းလင်းသွားဖို့လိုအပ်တယ်ဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့ရပါတယ် ဆိုတော့လက်ရှိကရင်ပြည်နယ်အကင်းကြီးကြီးတစ်ခုလုံးကိုပြောင်းကြည့်ရင်တော့လက်နက်ကင်၄ဘွဲ့ရှိတဲ့အနေနဲ့ KNU မပါတော့ဖြစ်တဲ့ KNU နဲ့အတူ KNL, KDL အဖွဲ့တွေကတော့တက်မတော့ကိုဆက်လက်တိုက်ခိုက်သွားမယ်သဘောလိုယူဆရပြီးတော့စောကျစ်သူရဲ့ PGF, KND, KNL, PC နဲ့ DGB အဖွဲ့တွေကဘယ်ဘက်ကိုလိုက်မလဲတက်မတော့ဆက်ကြောင်းနေတဲ့အတူပူပေါင်းပြီးတော့နေမရှင်းလေးဆောင်ရွက်မလားပိုးရောင်ရောင်တီရောင်ရောင်နဲ့ကိုကျိုးစီဘွားတွေကိုအကောက်ွယ်ပြုတ်ဖို့အတွက်ကျိုးစီဘွားတွေကိုကောက်ွယ်သွားမလားဆိုတာကိုဆက်လက်စောင့်ကြည့်သွားရင်းနဲ့ပဲကင်ပြည်နယ်ရဲ့နိုင်ငံရေးအခင်းအကျင်းကတရကန်းကိုရောက်ရှိနေပြီဖြစ်တဲ့ ကင်ပြည်နယ်ရဲ့အနာဂတ်မှာအဓိကရေးပါလာမှာကဒီ GDP အခန်းကဏ္ဍဖြစ်ပါတယ်။ဆိုတော့လက်ရှိတမ်းတော်စစ်ကြောင်းတွင်နေတဲ့နေမရှင်လေးဆောင်ရွက်နေတဲ့မူလ DGPA မြိုင်ကြီးမှုဒေသကဒီ BGF ပို့ပြီးအဖွဲ့တွေနဲ့မူလ DGPA အဖွဲ့တွေအားလုံးရဲ့ရက်တိကျတဲ့ဆောင်ရွက်ချက်တွေကတော့အပြုနဲ့အမဲတဲခွဲနေပြီဖြစ်တယ်။ဖားနဲ့ငါတဲခွဲနေပြီဖြစ်ပါတယ်။တဲခွဲသေးတဲ့အဖွဲ့တွေကတော့အခုချိန်ထိဝေကောက်ပွဲကိုယာယီအကောက်ွယ်ပြုတ်မလားဆိုတာကကျွန်တော်တို့သတိထားရမယ့်အချက်တစ်ချက်ဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ စောချစ်သူဘလောက်ကျွေးဝချမ်းသာတယ်လဲကစောချစ်သူကိုဘလောက်ရောင်ရတယ်လဲဆိုတဲ့အခြေအနေမျိုးနဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်ပြီးခဲ့တဲ့2018ခုနှစ်ဝန်းကျင်တွေကဒီစောချစ်သူရဲ့ချွေကုတ်ကိုဒေတာချွေကုတ်ကိုမြို့သစ်စီမံကိန်းကနေလာရောက်လောက်ကင်တဲ့သူတွေကိုလစဉ်အခွန်ငွေအနေနဲ့ဗတ်8000ကျော်ရရှိခဲ့ပါတယ်2021ခုနှစ်နောက်ပိုင်းမှာတော့ဒီရွှေကုတ်ဒေတာကိုရောက်ရှိနေတဲ့အလုပ်သမားတွေရဲ့တလဝင်ငွေတွေက12000နီးပါးကို စောချစ်သူရဲ့ PDF ကဝင်ငွေကိုရရှိနေတာဖြစ်ပါတယ်။ဆိုတော့ဒီကဝင်ငွေတွေထဲမှာလည်းစောချစ်သူကတလကိုမြန်မာငွေ3000တောင်ဒီပါရရှိထားပါတယ်။ဒါကအလုံသမားတွေရဲ့ဝင်ငွေကတစ်ခုသာရှိပါသေးတယ်။ဒီကြားဖြန့်တတိယရှိချင်းချင်းရဲ့ရထိုင်တန်းနေရှင်နေတဲ့အတူပူပေါင်းဆောင်ရွက်ထားတဲ့ဖြုတ်ကုတ်ကိုမျိုးသစ်စီမံကိန်းရဲ့နောက်ဆက်တွဲအကျိုးစီးပွားတွေမြင်းငါရန်ထားတဲ့မြင်းငါရန်ကားတွေနဲ့လုံခြုံရေးကားတွေလည်းအများကြီးရှိပါတယ်။ဒီနေရာမှာကရင်လက်နက်ကိုင်တပုံ KNU ကမက်ထရိုဒလီဒေတာကိုမြင်းငါပြီးတော့လုံခြုံရေးဆောင်ရွက်နေတယ်လို့ပဲ ။စောချစ်သူကလည်းဒီရွက်ကုတ်ကိုဒေသမှာမြေငားကတလကိုပတ်သိန်း20နဲ့လုံညိုကြီးကတလကိုပတ်9သိန်းဆိုတော့တလကိုပတ်25သိန်းကစောချစ်သူရဲ့ပြန်မဝင်ငွေရလန်းတစ်ခုဖြစ်တယ်။နောက်ထပ်ချစ်လင်းမြေကုမ္ပဏီနဲ့လက်အောက်ခံကုမ္ပဏီတွေရဲ့အကျိုးစီးပွားတွေတရားမဝင်စီးပွားရေးလှုပ်ဆောင်မှုတွေနဲ့ဒီရထက် international တွေကရမယ်အကျိုးစီးပွားတွေမပါသေးပါဘူး။ဆိုတော့စောချစ်သူရဲ့တလဝင်ငွေဟောငါရရှိတာကတလကိုသိန်းတစ်ထောင်ဒီကြားပြန့်တွေကိုကာကွယ်ပေးထားတဲ့မြင်းငားရန်ထားတဲ့စီမံကိန်းရဲ့မြင်းငားရန်ကလက်25သိန်းနဲ့ ယထိုင်အင်တာနေရှင်နယ်ရဲ့လက်ရှိရင်းနှီးမြှုပ်နှံမှုတန်း950ရှိနေပြီဖြစ်ပါတယ်။တန်း950ရဲ့40ရာခိုင်နှုန်းကဆော့ချစ်သူရင်းနှီးမြှုပ်နှံထားတယ်။အဲ့ဒီထဲကမှ30ရာခိုင်နှုန်းရှယ်ယာကနေအမျက်ယူမယ်လို့သဘောတူညီမှုရှိထားတဲ့အတွက်ဘလောက်ရရှိနေပြီလဲဆိုတာကိုကျွန်တော်ခံမှန်းကြည့်ရုံနဲ့သိရပါတယ်။ဒီကရရက်တွေကဆော့ချစ်သူရဲ့ကျွေးဝါချမ်းသာမှုကို USIB ကအကဲဖြတ်ပူပါတယ်။ဒါတော့ဆော့ချစ်သူရဲ့ပိုင်ဆိုင်မှုကတန်900နဲ့တန်6500ရှိတယ်လို့သိရပါတယ်။ဆိုတော့ဆော့ချစ်သူအနေနဲ့သူ့ရဲ့ကျွေးဝါချမ်းသာမှုတွေကနေတစ်ဖက်မှာ လက်နက်တွေတက်ဆင်နေအင်အားတွေချဲ့တင်ပြီးတော့တမရော်နဲ့နိုင်ငံတော်အပေါ်မှာအာခံပြီးတော့အကြမ်းဖက်လက်နက်ကိုင်တပေါင်း KNU နဲ့အပြန်အလှန်အကျိုးစီးပွားတွေကြားဖြန့်လုပ်ငန်းတွေနဲ့တရားမဝင်ကုန်စည်မှုတွေကိုပြုလုပ်ရင်းဒဇင်ထောင်မှုကော်တူးလီနိုင်ငံစစ်ကူးယဉ်မှုရဲ့အစိပ်ပိုင်းအနေနဲ့ပါဝင်နေအောင်မယ်ဆိုရင်တော့တမရော်အနေနဲ့ပြက်ပြက်သားသားချိန်မုံသွားရမှာဖြစ်ပါတယ်။လက်ရှိကင်းပြင်းနဲ့ခင်းချင်းကဖားနဲ့ငါခွဲနေတဲ့အချိန်ဖြစ်တဲ့တမရော်ကလည်းစိတ်တဘောထားကြီးစွာနဲ့ဒီဖွဲ့တွေကို KNU နဲ့ဆက်လက်ပြီးဆောင်ရွက်နေမလား၊ရန်ငါပြက်မလားဆိုတာကိုအခွင့်အရေးတွေပေးထားတဲ့ဖြစ်ပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီးတော့ကိုသူလေးနိုင်ငံစစ်ကူးရင်မှုကိုနောက်ွယ်ကနေဆက်လက်အကောင့်တွေမပေါ်ဖို့လိုပါတယ်ဒါတော့ကင်ပီနယ်ရဲ့အခင်းအကျင်းဖြစ်ပါတယ်ကင်ပီနယ်မှာတမတော်စစ်စခန်းတွေကပုံမှန်အတိုင်းပဲစစ်စခန်းတွေချမယ်နေမရှင်လေးတွေဆောင်ပြစ်ပြီးတော့ပြည်တော်စုလက်မကြီးဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွားမှာဖြစ်တယ်ဒါကကဏ္ဍတစ်ခုဖြစ်ပါတယ်နောက်ထပ်ကဏ္ဍတစ်ခုကတော့ PGF မူလ PGF မူလ DGPA နဲ့အခု KNL PC DGPA စောစမ်းအောင်ကလို့ထူပေါ် DGPA အဖွဲ့တွေနဲ့ဆွဲချစ်သူရဲ့ KNL PGF ရဲ့ ဒီလက်နက်ကန်အများကြီးလက်နက်ကန်အဖွဲ့ပေါင်းများစွာရဲ့အကျိုးစီးပွားတွေကိုကောက်ွယ်ဖို့ဘလောက်အထိဂိမ်းပင်းတွေကိုအကျိုးပြုမလဲဆိုတဲ့အခြေအနေကိုကျွန်တော်ဆက်ပြီးဆောင်ကြည့်သွားရအောင်မှာဖြစ်ပါတယ်။ဒါကတော့ဂိမ်းပင်းတွေနဲ့ပတ်သက်တဲ့သတင်းဒီကိကောမျိုးသိမ်းတဲ့ပွဲမှာတက်မလော်ကထပ်မံရရှိခဲ့တဲ့စကန်ကုန်းတွေဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းအကြောင်းအရာတွေအားလုံးကိုစူပေါင်းချိတ်ဆက်ပြီးတော့ပြန်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုပြန်ဆက်ပေးသွားအောင်ပါ